အီရန်ပေါ်နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေပြန်လည်ဆောင့်တင်ဖို့ဆောင်ရွက်နေတဲ့အတွက်ကြောင့်ဖြစ်တဲ့ပြည်ထောင်စုဂျာမနီနိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့သက်ဆိုင်ရာတာဝန်မှတ်တွေကိုအီရန်ကပြန်လည်ခေါ်ယူထားကြောင်းအီရန်ဆိုရသတင်းတွေကဖော်ပြပါတယ်။နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့အီရန်ဘက်ကမလိုက်နိုင်ဘူးဆိုတဲ့ဥရောပနိုင်ငံကြီး၃နိုင်ငံရဲ့ဆွဆွဲချက်ဟာမဟုတ်မမှန်တယ်လို့ပိတ်ဆို့မှုတွေပြန်လည်ဖို့လုံခြုံရေးကောင်စီမှသဘောတူခဲ့တဲ့နိုင်ငံတွေကိုလည်းကန့်ကွက်ကြောင်းအီရန်နိုင်ငံဂျာဟီဝန်ကြီးကပြောပါတယ်။ အီရန်နျူကလ িয়ার ဆေးအောင်စီစဉ်တဲ့ပတ်သက်လို့နိုင်ငံတကာပိတ်ဆို့တံခါးမှုလို့ပေါ်ချမှတ်ခဲ့တာဖြစ်ပြီး2016ခုနှစ်မှာဥရောပနိုင်ငံကြီး၃နိုင်ငံသဘောတူညီချက်နဲ့ပိတ်ဆို့မှုတွေပြန်လည်ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့အီရန်ဘက်ကလိုက်နာမှုမရှိရင်လိုလျောက်ပြန်ပိတ်မယ်ဆိုတဲ့ခြွင်ချက်နဲ့ဖယ်ရှားပေးခဲ့တာပါ။ပြီးခဲ့တဲ့လမှာတော့အီရန်ဘက်ကလိုက်နာမှုမရှိတဲ့အတွက်ပြန်လည်ပိတ်ဆို့ဖို့ဥရောပ၃နိုင်ငံကအစိုးရတင်သွင်းခဲ့တာဖြစ်ပါတယ်။ အီရန်ပေါ်ပိတ်ဆို့မှုတွေပြန်မလုပ်ပဲနောက်6လထိဆွေးနွေးဖို့စောင့်ဆိုင်ဖို့တရုတ်နဲ့ရုရှားကလုံခြုံရေးကောင်စီမှာတင်ပြခဲ့ပေမဲ့ဘဲခွဲဆုံးဖြစ်လိုက်တဲ့အခါမှာတော့ရှုံးနေခဲ့ပါလေအီရန်ပေါ်လူလျောက်ပိတ်ဆို့မှုတွေမှာခီးတော်လာကွယ်လက်နက်ဝယ်ယူရောင်းချမှုရူမေးနီးယားသက်ဆိုင်မှုတွေတောင်းမြစ်ထားသလိုအီရန်လေကြောင်းလိုင်းနဲ့ရှေးကြောင်းလိုင်းတွေကိုစစ်ဆေးရမယ်ဆိုတဲ့အချက်တွေပါဝင်ပြီးစက်တဘာ28ရက်နေ့မှာစတဲ့အသက်ဝင်မယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။အီရန်ကိုပိတ်ဆို့အရေးယူဖို့ကုလလွန်ကျွေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာယူရိုနဲ့တင်မောင်းမှုတွေတိုးမြင့်လာဖို့သာရှိပြီးပြင်းထန်တဲ့တုံ့ပြန်မှုကြုံရလာနိုင်ခြင်းရှိတယ်လို့သတိပေးနေပါတယ်။ပိတ်ဆို့ရည်မှုတွေနှောင့်နှေးမှုရုရှားနဲ့တရုတ်တို့ကတောင်းအားပေးပေမဲ့အဖွဲ့ဝင်15ဦးပါကောင်စီမှာအရင်မယူဖို့ထောက်ခံမဲ့၄မိနစ်လာရှိပြီးကောင်းကွက်မဲ့၉မိနစ်နဲ့ချားနေမဲ့၂မိနစ်ရှိပါတယ်။ လုံခြုံရေးကောင်စီကစုံပြတ်ချက်2231မှာချမှတ်ထားတဲ့ပြည်လဲအရေးယူရေးလုပ်ငန်းစဉ်ရဲ့လိုအပ်တဲ့အဆင့်တွေကိုပြည့်စုံစေတဲ့အတွက်ကုလသမဂ္ဂရဲ့ပိတ်ဆို့ရေးမှုတွေကိုဒီတရင်ဘက်ကမှပြည်လဲချမှတ်သွားမယ်လို့ပြည်ထောင်တန်မန်ကြီးဘာဘရာဟုတ်ကပြောပါလိမ့်။အီရန်ဘော်ကုလပိတ်ဆို့ရေးမှုအားလုံးဟာစနေနေ့မှာပြန်လည်တက်ဝင်မှာဖြစ်ပါတယ်။ပိတ်ဆို့ရေးယူမှုတွေမှာလက်နက်ပိတ်ဆို့မှု၊ရေနီယံတပ်စင်မှုနဲ့ပြန်လည်လုံဆောင်ခြင်းဆိုင်ရာတာမြင့်ချက် ပယ်ထိန်တုံးကြီးလှုပ်ရှားမှုပေါ်ကန်တချကဘာလုံးဆိုင်ရာပိုင်ဆိုင်ခွင့်ရတတ်စေခြင်းအီရန်လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းတဲ့ခီးသွလာခွင့်ပိတ်ပင်တာအကုန်ပြန်လည်ချမှတ်မှာဖြစ်ပါလိမ့်